။အဲဒါကြောင့်ဘုရားနေပြီးတော့ဒုက္ခသူဟာဒုက္ခဖြစ်တယ်ဟာ။နာရီရောဘယ်တော့မှလည်းအရိယာမဖြစ်ဘူးဟာ။နတ္ထတန်ဟိတောအမလီအကျိုးကလည်းနဲလိုက်တာမပြောပါနဲ့တော့ဆိုတာမျိုးတံပိုးဖြတ်ပေးသွားတာဗျာ။ဟုတ်ကဲ့နော်။အဲ့တော့ပြောပါစို့ရင်ကျုပ်တို့အဲကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာကဘာဖြစ်လို့အဲ့လိုဖြစ်တာတော့လို့ဆိုရင်ခုနကလိုအနိစ္စရှိဒုက္ခရှိအနတ္တရှိဆိုတဲ့ ဒီအိဋ္ဌာအနက်ကလည်းပဲသူတို့လုပ်ကျင်တယ်လို့ဆွဲလုပ်ထားနတ်တာတွေရောဒုက္ခတွေရောလည်းသူတို့လုပ်ကျင်တယ်လို့ဆွဲလုပ်ထားတဲ့ခါကြတော့အဲ့ဒီအနေတိပဲပေါက်ပြီးနေတဲ့ခါကြတော့ပရမတ္ထသစ္စာကိုသူတို့ဥခိုက်လိုက်ကြတော့တာဗျာပရမတ္ထသစ္စာဥခိုက်တဲ့ခါကြတော့လူတွေမှာဘေးဥဒုက္ခတွေဖြစ်ကုန်တာဗျာနော်အဲဘေးဥဒုက္ခတွေဖြစ်ကုန်တာဆိုတာတိတ်အာထုတ်တဲ့လူတိတ်ဖြစ်တယ်နည်းနည်းအာထုတ်တဲ့လူနည်းနည်းဖြစ်ပါပဲ အဲအာမထုတ်တဲ့သူတော့အဲ့ဒါလိုဖြစ်မှာမဟုတ်ဘူးကျုပ်တို့နင်းနေအာထုတ်တယ်တော်တဲ့ရောက်ခါသားလောက်ကနင်းနေအာထုတ်ဆိုမှနင်းနေလေးအာထုတ်တာကျုပ်စီမတော်တဆချောကျသွားတာလို့ဆိုတာထိတော့ပြောလောက်တဲ့အနေထားရှိတယ်ဒီအာယူပါအွက်ထဲဘောဗျာမတော်တဆချောကျသွားတာလို့ပြောလောက်တယ်ကျုပ်ချောကျတာပြောလို့ရှိရင်သိပ္ပကောကိုသူပြချောကျတာလေးပြောပါမှန်ပါဗျာဝင်းကောမှာ အဲမဘာသာလာဆိုရမတိုင်ဒေါ်လာရေးကောင်စီဆိုရနေပြီတော့ပြည်သူအနေသိမ့်တဲ့အခါကျတော့အခုပင်လောင်းပင်လောင်းဟုတ်ပါဘူးလေပြည်တော်စုပင်လုံးပင်လုံးပင်လုံးပြပင်လုံးမြို့မှာဈေးတယ်ကြီးလုံနေတဲ့လူလူကြီးတယောက်ရှိတယ်သူကကထုံးကြီးနဲ့ငငယ်တော့ကမင်းကမနှောမရဆရာတော်ကြီးရဲ့မနှောမရဆရာတော်ကြီးကသူ့ရွာနေခေါ်လာခဲ့ပြီးတော့လှုပ်ကြွေးပြူထားကိုရေဝတ်ပေးထားအဲ့ဒါလိုပေါ့ဗျာသူအဲ့ဒီမှာမပြောတော့ဘူးဆိုတော့လူထပ်ပြီးတော့ ဈေးရောက်တာရှမ်းပြည်မှာသူကကုန်အစုံပလုံရှိတယ်ဒါဝေါ်တာကွက်တွေဘာတွေတို့အဲ့ပြေလုံးမှာတော့သူကတော့ဈေးဆိုင်အကြီးကြီးပေါ့ဗျာအဲအာနာတိတ်လိုက်လို့ပြီးသွားနေတိတ်လိုက်တယ်ဆိုတဲ့ခါကျတော့သူကဟေးဘုရားတော်ဟေးဆိုတော့တော်မတော့တစ်ခေါက်နိုင်ငံရေးအသည့်ကလည်းရှိတာဆိုတော့တော်ပြီငါတော့တောထက်တော့မယ်ဆိုတော့သူတောထွက်လာခဲ့တော့အဲ့ဒီကပစ္စည်းတွေကိုရောင်းတန်းတန်းရောင်းပေးတန်းတန်းပေးပြီးတော့သူတော်တယ်ပါမင်းကွန်းဆိုတာသူငငယ်ကလေးတည်းနေခဲ့တဲ့နေရာဆိုတော့မင်းကွန်းကရေကန်ရှိမှဖြစ်မှာ ရေကန်တယ်ဖို့အတွက်ငါဘီလမြေအိတ်တွေလည်းအလုံးလောက်ဝယ်သွားမယ်ဈေးရလက်ရှိပါဖြစ်မှာနေဖို့ထိုင်ဖို့အတွက်တူပြားတွေလည်းဝယ်လာခဲ့တယ်အဲ့လိုပဲရေကန်ရှိရေကန်ရှိလည်းပိုက်လုံးကလည်းရှိမှာဖြစ်မှာဆိုအဲ့တော့တော့တုတ်ပိုက်တွေပေါ့နော်အခုလိုကော်ပိုက်တွေပါတယ်လည်းမရှိသေးတာဆိုပိုက်လုံးတွေလည်းဝယ်လာခဲ့တယ်ပိုက်လုံးတွေတူပြားတွေဘီလမြေတွေနဲ့ခါရမေခွန်လာမေခွန်လာပြီးနေတော့တကယ်တော့မင်းကောင်ပါတူတဲ့တိတဲ့မနောမယဆရာတော်ကြီးရဲ့တပည့်ဖြစ်တဲ့ ဒီလိုက်ရှိကြီးတပါးနေပြီးတော့ဟဲပြီးအဲ့လိုဇရက်တွေပါဒီဆောက်နေပါနဲ့ဟဲငါဇရက်တွေပေါ်ပါပြီနဲ့မင်းကြိုက်တဲ့ဇရက်တက်နေရေကန်လည်းမင်းတဲမနေပါနဲ့ငါရေကန်နေပေါ်ပါပြီနဲ့ရေကန်လည်းပေါ်ပါပြီတယ်ဆိုမင်းကြိုက်တဲ့ရေကန်ရေကိုတော့အဲသူအဲ့လိုမျိုးလို့ပြောလိုက်အဲ့လိုပြောတော့သူဇရက်လည်းဆောက်ရတော့ဘူးဒီကလည်းမတည်ရတော့ဘူးလားမြေတွေလည်းသူများလှူပြလိုက်တို့ပြားတွေလည်းသူများလှူပြလိုက်ပိုင်လုံးတွေလည်းသူများလှူပြလိုက်အဲ့လိုနဲ့မင်းချက်လည်းပြုတ်လည်းစားမနေနဲ့ နာဇီယကချက်ပြုတ်ရွေးတာပဲမင်းစားဟောသူကအကုန်လုံးကကိစ္စငြိမ်းအေးကုန်ဗျာချက်ပြုတ်စားစရာလုံးလို့ရန်ဆောက်စရာလုံးလို့ရေကတဲစရာလုံးလို့ဆိုအခုဘာမှမလို့ဆိုတော့ဘာမှမမလို့တော့လေပြင်းသွားတာဗျာသူကဒါအဲ့ဒါပြင်းတဲ့အခါကျတော့သူလျှောက်လဲရတော့မှာပေါ့လျှောက်လဲတော့ဘဲလဲလို့ဆိုပုတ်ပါသွားလေသူရဲ့ဇာတိအားဘိုးရောင်းနာဘိုးရင်ကြီးမောင်အားလို့ထင်ပါတယ်အဲ့ဒါကိုသွားလဲတဲ့အခါကျတော့ ိုကြတဲ့ကကြောင်ကျော်သူငုံဆရာတော်နဲ့တွေ့အောင်ကျော်သူငုံဆရာတော်တွေကအာယူပါကွက်ပြပြီဘာမှမရှိတဲ့နေရာကြီးပြပြီဗျာအဲ့တော့ဒီနေရာမှာဒါနားလည်ရမှာတခုပါပေါ့နော်အရှင်ဇာနာကဒါကြောက်တင်ဖို့ဆရာတော်ကသူ့ကိုဒါအာယူပါတရားကိုပြရတယ်အာယူပါအကွက်ကိုပြရတယ်ပေါ့နော်အဲ့လိုမျိုးဒါရှင်ဇာနာကပြောလိုက်ပြီမေတကယ်တော့ပေါ့နော်ဒီကြောက်တင်ဖို့ကသူတို့ကသူတို့ယူဆနဲ့သူတို့ပြနေတာကဒီအာယူပါပေါ့ဘူးသူတို့ကဒါနိဗ္ဗာန်တရားပဲဖြစ်တယ် အဲဆိုတော့ကဒါကျွန်တော်တို့အားလုံးသိကြတဲ့နိဗ္ဗာန်ပေါ့နော်အကျောတင်းဘောကအဲ့ဒီလူကိုဒါနိဗ္ဗာန်မြင်အောင်ပြတယ်အဲ့တော့အဲ့ဒီရာကိုပဲဒါရှင်ညာနာကအာယူပါတရားပြတယ်အာယူပါအကွက်ကိုပြတယ်ပေါ့နော်အဲ့တော့ဒါချင်းချုပ်ပြောလိုက်တော့ဒါကျောတင်းဘောကမြင်တဲ့နိဗ္ဗာန်ဆိုတာကိုဒါရှင်ညာနာကဒီဟာကနိဗ္ဗာန်မဟုတ်ဘူးအာယူပါပဲဖြစ်တယ်ပေါ့ပြပြီဗျာဟာမရှိတဲ့နေရာကြီးပြတော့သူကနေပြီးတော့အာရှင်ပြနေဦးနေဦးရှင်ပြအဲအဲ့ဒါကြီးကိုမပြနဲ့ ဟာဘာလို့လို့တကားဟာတပီတော့ဘုရားစုပန်ထားတာဘုရားစုမှာပညာရိကဘုရားမလို့ချင်မှုတပီတော့မြန်လုံးလို့ပြန်ပါဗျာတရာရိကဘုရားလည်းမလို့ချင်မှုဝိရိယရိကဘုရားကိုလောက်ပါ16သိချင်းနဲ့ကဘာတသိမ့်ပါတပီဖြစ်ပါအဲဒါကြောင့်ဘုလို့အရှင်ဘုရားပေးတဲ့နေပါမလို့ချင်မှုမလို့ချင်မှုဆိုပြီးတော့အဲသူဆက်ပြီးတရားမဟောဘူးရံအတွက်တားတယ်နေပါကြီးကိုမြင်သွားတာဗျာတူကပြောတာဗျာကျုပ်ကလည်း ေါင်းရည်တဲ့လူရှားတာလုံးလို့သူ့ခေါင်းရည်ခိုင်ပြီးတော့ကျောအောက်ကခေါင်းရည်ခိုင်နေတယ်သူကပြောနေတာနိဗ္ဗာန်ကြီးကိုမြင်သွားတာတဲ့ကြတော့မှဆိုရင်လို့နောက်ဆုတ်နောက်ဆုတ်ပြီးတော့ကိုပြန်လာခဲ့ရတယ်နည်းနည်းလေးမြင်ဖို့ကိုကျောပြီးပြောင်းလို့ပြောတာနော်ဒါသူစိတ်တယ်ပြောတာဆရာတော်လည်းတော့ငေးကြလားဗျာကြီးတယ်ကြီးတယ်ဘယ်နည်းဦးမှာတမတမသူကြီးတယ်ဗျာတမဗျာအဲ့ဒါလေးအဲ့လိုနဲ့သူတခါပြန်လာလိုက်တာဗျာတမပါဗျာပြန်လာတော့လေဒီမှာဘာအလုပ်မှမရှိတာမရှိတာပဲဗျာ ကျုပ်တို့နဲ့တော့စကားစီနေနေပါပါပြောရတာပေါ့ဗျာပြောရပေမဲ့လို့လည်းပဲအန်လာဘတန်လာဘကြော်ကြော်ပါပဲဘာမှလုပ်မရှိတော့သူပြင်းသွားပြီပြင်းသွားတော့ကဲမဖြစ်ပါဘူးပြင်းပါတယ်ပေါ့ကဲတောင်ကြီးသွားပြီးတော့ဆိုင်ဖွင့်အောင်မယ်ပေါ့အချုပ်ဆက်ကိုသူကဝိဇ္ဇာမြောက်ပေါက်ရောက်အောင်သူကပြင်နေတဲ့သူပြင်ပါအချုပ်ဆက်ပြင်ဆိုင်ကြီးဖွင့်ခုတောင်ကြီးဈေးရဲ့မြောက်ဖက်နားပေါ့ဗျာအဲဘာဘာခုံးလဲခေါ်ရဲပေါ့ အဲ့ဒီတော့ကလူကြီးတယောက်ရဲ့အထိမ်းအမှတ်တည်ထားတဲ့အဆောက်အဦရဲ့မြောက်ဖက်နာလေးကတိုက်တိုက်တထက်တိုက်တိုက်ကိုတန်လုံးကဆက်ဆက်တော့ဟုတ်ဘူးရဟုတ်ဝတ်တူစော်ဝါကြီးဟိုအောင်မြတ်ဟိုအောင်မြတ်အထိမ်းအမှတ်လောက်ထားတယ်ဟုတ်ပါတယ်ပါအဲ့ဒါရဲ့မြောက်ဖက်နာလေးကတခါတည်းတိုက်ကြီးတစ်လုံးဝယ်ပြီးတခါလာအချုပ်ဆက်ပြင်းဆိုင်ကြီးလောက်လိုက်တာတခါတည်းအောက်ထပ်ကြီးတစ်ထပ်လုံးဆက်ပြင်းဆိုင်ကြီးလောက်လိုက်တာလောက်ပြီမဲ့လေ तू ကဒီအချုပ်ဆက်ပြင်းဆိုင်ကြီးမပြောတော့ဘူး ဘာဖြစ်လို့မပြောတာတော့လို့ဆိုတော့ဟိုအကွက်ကိုမြင်ထားခဲ့ပါဘုရားတခါတော့ဘာလို့ဘလောက်ကြောက်စရာကောင်းတော့ဗျာဟိုအကွက်ဆိုတာဘယ်အကွက်တော့နိဗ္ဗာန်ကွက်ပေါ့နိဗ္ဗာန်ကွက်မြင်ထားတဲ့အခါကျတော့ဒါလည်းကြောက်တိကြောက်ချင်အဓိပ္ပာယ်မရှိပါဘူးပေါ့ကဲသူဖြစ်တာပြောတာနော်ဟိုကျုပ်ဖြစ်တာပြောရင်တီးတဲ့နင်းတဲ့အားနေနေမဆိုလို့သူဖြစ်တာကိုပြောလိုက်တာကျုပ်လည်းဒီလိုလိုပဲဗျကျုပ်လည်းပဲဘာလို့လို့ဆိုနေလိုက်ခါမှဒီအကွက်ကြီးတွေရောက်သွားတာဗျ ကျောက်သွားတော့ကျုပ်ကတော့အတော့ချချင်နေတယ်ဟာလို့ဓာကြီးတဲ့နေရာကလုံလိုက်တာကွာလုံလိုက်တာဆိုတာကတောထဲမှာကြားနေရှင်နေကြောက်နေရတဲ့ဆီရီတရေတွေကြောက်နေရတဲ့အချိန်မှာလိုက်ကူကြီးတစ်ခုသာတွေ့တယ်ဆိုရင်တော့လုံပြီမဟုတ်လားကနော်ကျမပါဗျာအဲ့ဒါလိုပဲလိုက်ကူကြီးတစ်ခုတည်းနေရတဲ့လိုးလိုကျုပ်မျက်စီထဲမှာမြင်ပြီးကြလားကျုပ်ကတော့ဟာဒါငါတော်လုံနေဟာလို့ငါတော်ကြောင်းနေဖို့ရတဲ့ကတော့ငါလုံလောက်ပြီဘယ်ပေးရနေမှာမရှိတော့ဘူးငါစိတ်ကငြိမ့်နေပြီဘယ်အောင်သွားတော့ဘူး အဲ့တော့ငြိမ့်နေပြီဘယ်မှမသွားတော့ဘူးတောကြောင်ဘုန်းကြီးကနေပြီးတော့ဒါမှမပြတ်နိုင်တော့ဘူးလို့ဆိုတာလေးအသုံးချခြင်းလို့ကျုပ်ကအဲ့ဒါကိုကြိုက်တာအဲ့ဒါကြိုက်တာတော့ဘယ်လိုဖြစ်လို့ဆိုတော့ပေးကြတဲ့အခါကျ तू ကနေပြီးတော့တက်တီတီပြပြလာတယ်အိမ်ကြီးလိုက်ရင်လဲအိမ်ကြီးတော့ဟုတ်ပေါ့ကွာတိုင်နေပါတန်းနေပါအမိုးတွေပါအကာတွေပါနေဟောအိမ်ကြီးကပြတ်ကုန်ရတယ်ကျုပ်ဆုံးကသွားရာထုံတဲ့လူတွေတွေ့ ကျုပ်လည်းရာထုံတဲ့လူတွေရဲ့ဓာတ်တမီတွေရပဲဟာရာထုံနာတိတာပေါ့ဟင်းခင်ကြောင်းနေလျှောက်ချစ်တယ်ခေါင်းလုံးဘာသိတယ်မရှိပါဘူးရာထုံတဲ့အိဗယ်မတိဘူးညာကွာထုံကြောင်းနေနဲ့ချစ်နေကြတာရဲ့အိဗယ်မရှိတာကြီးသွားမြင်တယ်ဆိုတော့ဒါဘာဘသူကမြင်ပြတာဆိုဟိုကောင်ကမြင်ပြတာဟိုကွက်ကနေပြီးတော့ကျုပ်ကလာပူးပြီးတော့မြင်ပြတာပြောမစင်တော့တခွက်လောက်ကလေးမြင်မယ်လို့လည်းပဲ तू ကလည်းအတော်ဆိုးတယ်လို့ဒီလိုပြောရမှာပေါ့ဗျာတော့ဒီမြင်ကနေပြီးတော့ကို့ထွက်လို့မရဘူးဗျာ အဲ့လိုနဲ့နေလိုက်တာတပြည့်တပြည့်နဲ့ကြားလာတဲ့အခါကျတော့အကုန်လုံးကိုရဖြစ်ကုန်ကိုဒီမှာအလိုဆိုတဲ့ဟာတွေကလည်းပဲမရှိတော့တယ်လို့ဖြစ်ကုန်ပြီအမြတ်ဆိုတာတွေကလည်းမရှိတော့တယ်လို့ဖြစ်ကုန်ပြီဗျအဲ့ဒီခါကျအမလီငါတရားရတယ်များဖြစ်ရောလားဆိုပြီးတကလားအထင်းနေအမြင်နေမှားပြုပြီးတော့ကဲလေးလာအောင်မကြိုက်ပါဟေးတရားရကြတဲ့သူတွေဆိုတော့လိုက်ပြီးတော့ကိုငါမေးကြည့်အောင်မကြိုက်ပါဆိုပြီးတော့အဲ့ဒီကနေထလာခဲ့ပြီးတော့ဘန်ဒလီတွေကြံကုန်နေကိုလျှောက်ပြီးတော့သွားလေးလာလိုက် လေးလာလိုက်တဲ့အခါကျမှအော်တရားရတရားတာတရားတယောက်တစ်ပေါက်ရတရားတာပဲယူပပထမဇန်ရတယ်လို့ကပထမဇန်လို့တရားရဒုတိယဇန်နဲ့ရနေလဲဒုတိယဇန်လို့ရတတိယဇန်နဲ့ရတယ်လို့လဲတတိယဇန်လို့ရပေါ့အာယူပလည်းလို့ပဲအာဃာတလို့ရတယ်သူကအာဃာတလို့ရဝိညာဏလို့ရတယ်သူကလည်းဝိညာဏလို့ရတယ်ဆိုပြီးတရားရတဲ့သူရဲ့ပုံစံတွေကတယောက်တစ်ပေါက်ဖြစ်တယ်အဲ့ဒီကြတော့မှမဟုတ်သေးပါဘူးဆိုပြီးလှုပ်ယူရတာဗျာဆိုလိုတာကတော့ဖြင့်ဒီပရမတ်ရှုခွက်ကြီးဟာပြောမစင်တော့ ကိုမရောက်ဘူးတဲ့ဒေတာကြီးဖြစ်တဲ့အတွက်တိုးတော့အဆန်းကြီးဖြစ်ပြီးဒီကလာနေတော့တာဗျာအဲ့တော့ရုတ်တော့ထေရဝါဒဗုဒ္ဓဘာသာကတိပရမတ္ထသစ္စာကြီးကိုကိုးကွယ်ကြတော့တာဗျာနောက်ဆုံးပြီးပိဋကတ်သုံးဘုံနှုတ်ငုံဆောင်တဲ့ဖုန်ကြီးကြီးဓမ္မဂရိကထိတ်တန်းအကျော်မော်ကြီးကပ္ပရဲ့ဒီဖျောယုတ်တုပြတိုက်မှာတောင်သူ့ဖျောယုတ်တုကြီးရှိနေတယ်ဆိုတဲ့ဖုန်ကြီးကြီးဟိုမောဇကုမှာဖျောယုတ်တုတိုက်မှာလဲဖျောယုတ်တုကြီးရှိနေတယ်ဆိုတဲ့ဖုန်ကြီးကြီးဒီတဲ့ကျော်မော်ရအောင်မလားဗျာ ခင်ဗျားတို့မြည်ကြံပါပဲဗျာနော်ဒီမှာတိတဲ့ကြော်မော်အောင်မလားတို့တို့တိုင်းပြည်မှာတိတဲ့ကြော်မော်တို့မရှိပါဘူးဗျာဒီမှာအခုရှင်ညာနာပြောရတာကဒါမင်းကုန်းဆရာတို့ပြောတာဖြစ်ပုံရတယ်။အဲမြင်းကြံမှာလက်တာမင်းကုန်းဆရာတို့ဒီငငယ်လေးခဲ့ရပါတော့။ဒီသရင်သုံးခဲ့တဲ့ဒီကိုးဆောင်ចောင်းတိုက်ဆိုတဲ့ចောင်းတိုက်တခုလည်းရှိတယ်။အဲအဲ့တဲ့ကိုလည်းကျွန်တော်ရောက်ဘူးတယ်။အဲ့တဲ့မှာဒါဆရာတို့နဲ့ပတ်သက်တဲ့ဒီတက်ပုံတွေရောသူ့ရဲ့သုံးဆောင်တွေရောဒီဆရာတို့ရဲ့အထုပ်ပတိစာအုပ်ပေါ့နော်။ စာအုပ်ကတော်တော်ကြီးကိုထူတယ်အဲတရားတော်နဲ့ဒါပတ်သက်တဲ့အရာတွေကိုအဲ့ဒီခိုးဆောင်ကြောင်းတိုက်မှာကျွန်တော်ရောင်းနေရတယ်လဲဝယ်ခဲ့ဘူးတယ်အဲ့တော့ဒီမှာကဒါမင်းဝဆရာတော်ကိုပြောတာဖြစ်ပုံရတယ်ဟုတ်ပါတော့လူတရားဆိုသူ့ကိုရဟန္တာကြီးလို့များတောင်ထင်ကြတယ်လို့ဟုတ်ပါဘူးပြောကြတာလေဒါတနေ့တော့သူ့ပြောတယ်လေဆရာတော်ဆရာတော်ကိစ္စပြမပြီးသေးဘူးလားအဲ့လိုပဲလူတရားတော့ပြီးတယ်လို့ထင်နေကြတာဖျားလို့ဆိုတဲ့ကကြတယ် သူဆေးလေးကြီးတောက်ပြာဆိုတော့ဒီခါလေဟိုဆေးလေးကြီးကြီးပေါ့ဗျာသူကလည်းဆေးလေးကလည်းအမှန်ကြိုက်တဲ့သူဆိုတော့ဒီခါတရားဝဲပြီးရဆေးလေးကြီးကောက်ကောက်ပြီးတော့ဖွာတဲ့လေးထားရှိတွေ့ကညီလက်ကတစ်ဖက်ဆေးလေးကြီးကတစ်ဖက်နဲ့လုကိုင်းနေပြီတော့ဗျာခဲငါဒါတော့မဖြတ်နိုင်သေးဘူးလို့ဆိုတော့လူလူပြောတယ်ဆိုတော့ဟောဒါသူ့လိုတာတော့ဖြင့်ဒီတော့အကျော်မော်ဖြစ်တဲ့ညာကျုပ်တို့ဒါဖုန်ကြီးကြီးပေါ့ဗျာပရမတ္ထတေသာကိုခေါင်းဆိုင်ပြီးသူဆိုပြီးပြောသွားတာပဲဗျာ ဟာမျက်စီဟူသည်ယုတ်သည်လီမျက်စီကာလမတီကြပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြက်နှစ်တန်နှိမ့်ဆက်တန်ဖြင့်တရားမစဲလွန်ဆင်းရဤခိုင်မြဲကြောမှာနှင့်မပါဘူးဟဲ့အဲ့လိုပြောတယ်ဗျပညာစက်ခုမျောထောက်ရှုသောသူ့ဘဝအနေဆာနှင့်ဒုက္ခအနတ္တာမှန်ကစွာဤဒါတော့ကြားစားမရှိလို့ရှိရဲ့အနေအထိပ်ပဲတစ်ခါတည်းဖတ်ကနေလိုက်လာနိုင်ကောင်းမှလိုက်လာနိုင်မယ် ကြသရှိတော့လေလိုက်လာနိုင်ပါပဲဟဲမလိုက်လာနိုင်ရင်နေလိုက်နာချင်းလိုက်နာလိုက်နိုင်ရင်လိုက်နိုင်အစိုးမိတ်ကလေးပြောလိုက်တော့ပါငါငါဥစ္စာငါလိပ်ပြာဟုဘာတခုမျှမဟုတ်ကြသည်ဓမ္မတက်တက်ချီပါတကားလို့ဆိုပြီးတော့ပြီးတော့အဲ့တော့ကြည့်အဲ့ဒါသူပြောတယ်လို့ဆိုတော့ခိုင်းနိုင်ရမယ်ဗျာနော်ခိုင်းနိုင်ကဲကျွတ်တို့ဒေတာကတော့ဗုဒ္ဓဘာသာငါမရှိဘူးလို့ငါလည်းမရှိဘူးလေငါလိပ်ပြာလည်းမရှိဘူးလို့ဆိုတာမျိုးလို့ လုတ်ပြလိုက်တာဗျာဒါအဲ့ဒါကိုတို့ကတရားရတာလို့ဖြစ်နာလို့ဆိုတော့ဒါတရားတော်တရားပါပဲဘာတရားတော်လို့ဆိုတာကကြာဗြမတရားဟုတ်ပါဘူးဟုတ်ဘူးနော်အာယုဘဗြမတရားပဲဗျာနော်အာယုဘဗြမတရားနဲ့အရိယတရားကိုအဲကျို့တို့သာသနာတော်မှာမကွဲနေကြတဲ့အခါကျတော့ဒီအာယုဘဗြမတရားကိုတရားလုတ်ပြီလို့ဆိုရင်အရိယတရားရှိသေးတယ်လားမြုပ်သွားပြီလားမြုပ်သွားပြီ အဲ့တော့မြုပ်သွားပြီလို့ဆိုရင်အရိယတရားထင်ရှားနေသလား၊ကွယ်သွားနေလား။ကွယ်သွားပါပြီ။အဲကျုပ်တို့သာသနာတော်မှာတရားကွယ်နေတယ်လို့ဒီချက်နဲ့လည်းကျုပ်ကပြောတယ်ဗျာ။ကျုပ်တို့သာသနာတော်မှာထေရဝါဒသာသနာတော်မှာတရားကွယ်နေတယ်။ဒါရင်လားလို့မေးတော့ရန်ကုန်မြို့မှာခုကာလဆိုလို့ရှိရင်တခါတည်းလမ်းတိုင်းလမ်းတိုင်းလောက်နှီးပါ။အိုးဘီနိုင်ကြီးတွေအမျိုးမျိုးနဲ့တခါတည်းဒါအတချက်ချက်ကြီးတွေအမျိုးမျိုးနဲ့ပေါ့ဗျာ။တရားပွဲတွေတရားပွဲတွေ ဟုတ်ပါဘူးကျင်းပကြတာအဲ့ဒီတရားပွဲတွေကဘာဟောလဲလို့ဆိုတဲ့ခါကျတော့သူကြဒါညာဟပေးကြကညာဟဒါမှတည်လို့ရှိရင်နတ်ပြည်ရောက်မှာဟအဲ့ဒါဘာပြောတာလဲသမုဒိတ္တစာပဲဘာလို့ရှင်းတာလဲလေနတ်ပြည်ရောက်ရှင်းနေရောဟုတ်ပြီနော်ဟုတ်ပါနတ်ပြည်ရောက်ချင်တယ်ဆိုတာဟာမကောင်းဘူးလားလို့မေးရ။အာနတ်ပြည်ရောက်ချင်အောင်မှန်တည်တဲ့သူဟာလူတော်ပေါ့လူကောင်းပေါ့ ਨੇ ပြောကြတာနော်။တကယ်တော့နတ်ပြည်ရောက်ချင်တဲ့သူဟာ နတ်ပြည်ရောက်ရင်ရမှာဘယ်လိုရမှာလို့ဆိုတာသူတစ်ဆက်မှမသိဘူးဟုတ်ပါတော့အဲ့နတ်ပြည်ရောက်ချင်တဲ့အနေထားကဘလောက်ဝေးသလဲလို့ဆိုရင်ထီပေါက်တာတဲ့ဝေးတယ်ထီတစ်ခါထိုးလိုက်လို့ရှိရယ်ကိုထိုးတဲ့ကိုလိုထိုးတဲ့လူ တသိန်းလောက်မှာတယောက်လောက်ပေါက်မှာပေါ့နော်တသိန်းလောက်ထိုးတာတယောက်လောက်တော့ပေါက်မှာပေါ့နော်ဥပမာအဲ့ဒီထီကတော့ဘလောက်နှုံးနဲ့ပေါက်တယ်ဆိုတာမသိဘူးမလို့ချဲဟုပြောကြတယ် ်ချဲရတော့လူတိုင်းနေပါမြည်ဘူးကြမယ်ထင်ပါလေနော်မြည်ပါလေဗျာအဲအဲ့လိုဆိုတော့ချဲရတော့တကွက်ထိုးလိုက်လို့ရှိရင်ပေါ့ချီဟာတထောင်ပိုင်းတစ်ပိုင်းရှိတယ်တထောင်ပိုင်းအဲ990နဲ့9ကွက်ကတော့မပေါ့ဘူးလွဲမှာတကွက်ပဲသူပေါ့မှာတကွက်ပဲပေါ့မှာဖြစ်မလို့ကိုထိုးတဲ့ကဏ္ဍကအဲ့ဒီပေါ့မဲ့အကွက်နဲ့တဲ့တယ်လို့ထင်ပြီးကြလားကျွတ်ကထိုးတာကျွတ်ကတဲ့တယ်လို့ထင်ပြီးထိုးဝင်မှလို့လည်းပဲ တကယ်ဖွင့်မိလို့ဆိုတဲ့ခါကြတော့လွဲကိန်းက990နဲ့9ခုရှိတာဖြစ်တဲ့အတွက်လွဲမှလာတဲ့မှလာဗျာလွဲမှပါလွဲမှတဲ့မှတော့ရခိုင်တုံးအဲဟိုရဲပေါ်ဓာတ်သမား3ညာ1လောက်3ညာဓာတ်သမားအဲဓာတ်သမား3ညာ1လောက်3ညာ3ညာ1ပဲအဲ3ညာ3ညာ1ပဲပေါ့ပါဘောတက်တောင်ဟုတ်တော့နော်အဲဓာတ်သမား3ညာ3ညာ1တော့မကဘူးထင်တယ်3ညာ3လုံး1ထင်တယ် တထောင်ပိုင်းတစ်ပိုင်းဆိုတော့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 ဟောတတ်တမာတုံညာတုံညာတုံညာတိဖြစ်လိမ့်မယ်ဗျာနော်ကဲကြည့်စမ်းပါဦးပေါ့မှာတတ်တမာတုံညာတုံညာတုံညာတိဘဲမှာတော့996ဒါကြီးမြန်ကျွတ်တော့နေပြီးတော့ထိုးတဲ့လူကပေါ့မယ်လို့မထင်မဲနဲ့ထိုးရမလားဗျာမထိုးပါဘူးထိုးပြီလို့ဆိုတော့ဒါငါပေါ့နိုင်တယ်အဲထိုးပါပဲမဟုတ်လားဗျာနော်ကြားရတဲ့တခါဆိုရင် မောင်ညွန့်ဒီမပါဘူးမောင်ညွန့်ပြောတယ်သူ့အိမ်ကိုလာတာတဲ့သူတို့ရွာကပေါ့သူ့အဖေတို့ရွာတဲငုံကြီးတဲ့ရွှေဘုံနေတဲ့အဲဘယ်လိုလာတော့တဲ့ကကားဒရိုင်ဘာကိုခေါ်လာတဲ့ဟွန်းညနေကအဲ့တော့ဘာလို့မလို့ကျွန်တော်တို့ချဲပေါက်ပါပေါက်လို့ရှိရင်ကျွန်တော်ကားဝယ်ပါကားဝယ်လို့ရှိရင်ကျွန်တော်တို့ကားနဲ့ပြန်ပါကားနဲ့ပြန်လို့ဆိုကျွန်တော်ကားမမောင်းတတ်တဲ့အတွက်ဒရိုင်ဘာကိုခေါ်လာတာကဲအဲ့လိုများတောင်ပြောတယ်ဗျာမထင်ဘူးလားဗျာတော့ထင်ပါတယ်ခင်ဗျာထင်တာဗော ခင်မင်းပဲလို့နောက်ဆုံးပဲကြာလဲချီချီပြရတာပဲဟုတ်လားဘယ်လိုလုပ်ပြီးတော့ပေါ့မလဲလွဲခင်းကအဲ့လောက်ရှိတာဟုတ်ဒါဖြင့်သူတို့ဘာဖြစ်လို့ပေါက်ပဲထင်တာတော့လိုချင်လို့ထင်တာဘာဖြစ်လို့ပေါက်မဲ့ထင်တာတော့လိုချင်လို့လိုချင်တော့လည်းထင်တာဗျဟုတ်တုံးလားကျုပ်တို့ကလည်းပဲအဲလူပြေမှာလုတ်ကైစားတော့နေရတယ်ဆိုတာလည်းစင်းရဲတယ်ဗျနော်စင်းရဲတယ်ဆိုတော့ဒီစင်းရဲတဲ့တံလည်းပဲကျုပ်တို့ကနေပြီးတော့လွတ်ရဖြစ်တယ် ဲနတ်ပြည်လောက်ဆိုလွတ်ရဲ့ဟဲ့ပေါ့အဲကျွတ်တော့မလူကျင်လောက်ပြည်ဦးတာဗျာနတ်ပြည်တော့လူကျင်တာပေါ့အဲ့လိုလူကျင်တဲ့အခါကျတော့အဲ့ဒီနတ်ပြည်ရောက်မယ်ကလည်းထင်တာမဟုတ်လားဗျာဒါလို့ဆိုရင်အဲ့လိုရောက်အောင်ကတော့တို့တတ်နိုင်ရင်ဖျားပန်းလေးတစ်ခွက်ဆုံးကြည့်တဲ့လှူရမယ်ဤချမ်းလေးတစ်ခွက်ဆုံးကြည့်တဲ့လှူရမယ်တိရတိုးပြီးတော့ဆွားလေးတစ်လုံးဆုံးကြည့်တဲ့လှူရမယ်တိရတိုးပြီးဒီကလာကြောင်းနေရောကန်နေရောဆောက်နိုင်ရင်လည်းဆောက်ပြီးလှူရမယ်ဒါမှနတ်ပြည်ရောက်ဖို့ရန်အတွက်တေးကြမှာဟာဘုလိုဆိုရင်တော့ပေါ့မယ်လို့ထင်တာဟုတ်ဗျာပေါ့မယ်လို့ထင်တဲ့အခါကျတော့ ထိုးကြတာအဲ့တော့ဒါကြီးကတော့လွယ်ကကြီးလို့ဆိုတော့အဲ့ဒီလမ်းကိုတော့ဘုရားကဗာပြောတယ်ဆိုဟီနောတဲ့ဒါအញ្ញသာရဲ့ကံမောတဲ့ဒါတော့အကျံသာပဲတဲ့ပေါ်ထုတ်စနီကောတဲ့ဒါလူတိုင်းလှုပ်တတ်တဲ့ဟာပဲတဲ့အနာရီရောတဲ့ဘယ်လိုပဲအရိယာမဖြစ်တဲ့ခါအနတ္ထတန်ဤတော့အကျိုးလည်းဘယ်လိုမှမများနိုင်တဲ့ဟာလို့ဘုရားတန်ဖို့ငါးချက်ဖြတ်ပြတယ်ဒါပေမဲ့ကျွတ်တော်ဗုဒ္ဓဘာသာတွေကိုအော်ပြီးတကလား လောက်ကြဟာလောက်ကြဟာနဲ့ခိုင်းနေတာဒီကာမတုခံလီကနေရောကမဟုတ်လားဟုတ်ပါတယ်ဗျာကာမတုခံလီကနေရောကဆိုတာကံနေကိုပြောတာနော်ကာမကံနေကိုပြောတာအတ္တကိလေသာနေရောကလမ်းဆိုတာကယူပါယူပါကံနေကိုပြောတာအရိယလမ်းဆိုတာကလောကုတ္တရာကံကိုပြောတာကံနေရဲ့နာမည်တွေနော်လမ်းနေကံနေဟာလမ်းနေပဲလမ်းနေကိုပါဠိလိုခေါ်တော့မက္ခလို့ခေါ်တာဖြစ်တဲ့အတွက်မက်တွေပဲဒါတွေက အပယ်သွားစေတတ်တဲ့လမ်းကိုအပါရမဲ့အဲနတ်ပြည်သွားစေတတ်တဲ့လမ်းကိုအဲကာမတုဂတိမဲ့အဲယူပဗျမဖြစ်စေတတ်တဲ့လမ်းကို ယူပဗျမမဲ့အဲအာယူပဗျမဖြစ်စေတတ်တဲ့လမ်းကိုအာယူပဗျမမဲ့အရိယာဖြစ်စေတတ်တဲ့လမ်းကိုအရိယာမဲ့ကျုပ်တို့ဖျားခမားတို့ကိုဟောခဲ့တာအရိယာမဲ့တခုတည်းဟောခဲ့တာအဲ့လမ်းမဲ့ဟောခဲ့တာကိုလမ်းဒီလမ်းတွေကတော့ဖျားမပွင့်မဲနဲ့ကိုပဲပွေးချလိန်နေအောင် တနည်းမဟုတ်တနည်းနဲ့ရှိပြီးသားတွေရဖြစ်ပါတယ်ဗျအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ခင်ဗျားတို့အရိယာဖြစ်ကြဖို့ဖြစ်တယ်လို့ဆိုတာမျိုးအကျွတ်တော့ပြောတဲ့အခါမှာဟာတို့များအရိယာဖြစ်ရပါတဲ့လားလို့ဆိုတဲ့အမျိုးလို့ပြောပါစင်တော့မကြားစဘူးကြားရတာမျိုးဖြစ်လို့ရှိရင်ကြောတဲ့ကစိတ်တယ်လို့လို့ယင်တဲ့ကစိတ်တယ်လို့မျိုးခံစားရတာမျိုးဖြစ်တတ်တယ်ပေါ့ဗျာနော်တကယ်တော့ဒါဖြစ်ရမှာမဟုတ်ဘူးဒါကျွတ်တော့ဖခင်ရဲ့တကယ်ရင်းနေပိဒါဖခင်ရဲ့ပိဒါအဖျားရဲ့ပိဒါဆိုလို့ရှိရင်အရိယာဖြစ်ကိုဖြစ်ရမ ဘုရားသူပိဋကမှာဒါပုဂ္ဂိုလ်ရှိရမရှိရလို့ပြောတယ်သူပိဋကကတော့၄ခုရှိရတယ်ယောက်ျားပိဋကမိန်းမပိဋကယဟန်ပိဋကယဟန်မပိဋကဆိုပြီးတော့သူပိဋကမှာဒါပုဂ္ဂိုလ်ရှိရရှိတယ်ဒီပိဋက၄ခုထဲမှာပုဂ္ဂိုလ်ရှိရကသောတပတ္တိမေပုဂ္ဂိုလ်သောတပတ္တိဖူပုဂ္ဂိုလ်တဂရဂามိအနာဂามိရတမေပုဂ္ဂိုလ်တွေနဲ့ဖူပုဂ္ဂိုလ်တွေအဲ၆ယောက်ပေါ့ဗျာပေါ်လိုက်တဲ့အခါကျတော့ရှိရရှိတယ်လို့ဒီရှိရောက်ပြင်သူတ္တသနာထဲမှာမရှိဘူး ဲဒါလိုပြောတယ်ဗျာခုယောက်ျားမိန်းမပိသတ်တရားဗုဒ္ဓဘာသာပိသတ်ဖြစ်တယ်ဆိုလို့ရှိရင်ဒီရှိယောက်ထဲကဖြစ်ရမှာဒီရှိယောက်ထဲကမဖြစ်လို့ရှိရင်ဗုဒ္ဓဘာသာကိုမဟုတ်ဘူးလို့ဒါလိုပြောရမှာဗျာတော့အဲ့တော့အခုကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာကသမုဒိသစ္စာကိုလှိုင်းနေအောင်မဟုတ်လားဟုတ်သလားဟုတ်ပါပါဘုရားသမုဒိသစ္စာပဲဟောနေတာပဲပြောမစင်တော့လူညံ့နေကိုဟောပြီဆိုရင်သမုဒိသစ္စာပဲဟောတာပဲနည်းနည်းတော်တိမှန်ကန်တယ်လို့ဆိုတဲ့လူဟောပြီလို့ဆိုရင်တော့ ပရမတ္ထသစ္စာဟောတယ်။ပရမတ္ထသစ္စာဟောတော့ဟောဘုရားတရားဖြစ်ပြီလား။ဖြစ်ပါပါဘုရား။သမုဒိသစ္စာဟောတော့ဟောဘုရားတရားဖြစ်ပြီလား။ဖြစ်ပါပါဘုရား။မကောင်းတဲ့တရားဖြစ်တဲ့အကုသိုလ်တရားမှဘုရားတရားမဖြစ်တာမဟုတ်ဘူး။ကာမကုသိုလ်တရားလည်းပဲဘုရားတရားမဟုတ်တဲ့တရားပဲ။အဲယူပကုသိုလ်အယူပကုသိုလ်တရားလည်းဘုရားတရားမဟုတ်တဲ့တရားပဲ။ဘုံသုံးပါးတရားပေါ့ဗျာ။ဟောဘုံသုံးပါးလွတ်တဲ့တရားဟောဗျာဘုရားတရားဆိုတာ။အဲ့တော့ပြုတ္တသာသနာတော်ထဲမှာက အရိယာတရားအရိယာကံပေါ့ဗျာအဲတောတပတိမကတဂရဂါမိမကုတုကအနာဂါမိအရတဆိုရမကုတုကအဲ့ဒီမကုတုကံနေဖြစ်တယ်အရိယာမကုတုကံနေတွေ့ကျွတ်တော့ပြောတတ်ကြအောင်ကျွတ်တော့ဗုဒ္ဓဘာသာမှာပိဋကသုံးပုံကိုနှုတ်ကိုဆောင်းနေတဲ့လူတွေရောမဆောင်းနေတဲ့လူတွေရောဇာဘွေအောင်းနေတဲ့လူတွေရောမအောင်းနေတဲ့လူတွေရော အဘိဓိသမဟာရထဂုရုဘွဲ့တစိတ်တော်ရနေတဲ့သူတွေရောမရနေတဲ့သူတွေရောသတ္တမဒေါတိကဒဇဘွဲ့ရနေတဲ့သူတွေရောမရနေတဲ့သူတွေရောအကုန်လုံးပြောမယ်ဆိုရင်ကတော့အရိယမကုတုကဘယ်ကိုအာယုံပြုတ်တယ်လဲလို့ဘယ်သူမှမသိဘူးခင်ဗျားတို့ကာမအကုတုကံကဘယ်ကိုအာယုံပြုတ်တယ်လဲလို့ဆိုတာသိတယ်ဘာဖြစ်လို့လဲဆိုတော့ကာမအကုတုကံကကိုယ်ကိုဘာမှမပေးဘဲနဲ့ရဖို့ပဲ အကုသို့ကံသူကသူများဥစ္စာကိုခိုးလိုက်လို့ရှိရင်ဘာပေးရတယ်လဲဗျာမပေးဘူးဘာမှမပေးရဘဲနဲ့ရကျင်တာကကာမအကုသို့ကံအဲ့တော့ကာမအကုသို့ကံကဘာကိုအာရုံပြုတယ်လဲဆိုအလကားရတာကိုအာရုံပြုတာဟုတ်ဘူးနော်အလကားရတာအာရုံပြုတာကကာမအကုသို့ကံအခုတော့ကိုပေးပြီးမှနည်းနည်းပေးပြီးမှအများကြီးရတာကိုအာရုံပြုတာကအများကြီးရတဲ့အာရုံကိုအာရုံပြုတာကကာမကုသို့ကံကာမလို့ဆိုရတဲ့ရဖို့ရည်ပဲ အကုသိုလ်ကလည်းရဖို့အာဟုပြုတာကာမကုသိုလ်ကလည်းရဖို့အာဟုပြုတာဒါနဲ့အဲ့ဒီအကုသိုလ်ကနဲ့ကုသိုလ်ကဘာချာနာတယ်လဲလို့မေးမပေးဘဲနဲ့ရတယ်ရတဲ့ဟာကိုအာဟုပြုတာကအကုသိုလ်ကအဲနည်းနည်းပေးပြီးတော့အများကြီးရတဲ့ဟာကိုအာဟုပြုတာကကာမကုသိုလ်ကချင်းညာတော့ကိုကိုကိုတည်တည်ချာချာချင်းညာကာမကုသိုလ်ကဟာလည်းရှက်စရာကောင်းတယ်ကိုယ်ပြီးတော့နည်းနည်းလေးနဲ့ကိုအများကြီးရချင်တာဆိုတော့ဖြည့်ဖြည့်နိုင်ပါမလားဗျာနော် တကယ်တော့လောကမှာအရိယတရားဆိုတာမျှတတဲ့တရားမျှတတဲ့တရားဆိုတာကိုကတခုပေးလိုက်တယ်ဆိုရင်တော့ကိုကပြောပစို့ပတ်စံတရားပေးလိုက်တယ်ဆိုရင်တော့တရားဘိုးတော့ရမှာပေါ့ကျေးဇူးတရားဖြစ်ဖြစ်ရမယ်သို့မဟုတ်တရားတန်တဲ့ပစ္စည်းရမယ်ကိုကတရားပေးလိုက်ရင်ပေါ့ဗျာတကယ်လို့မှကိုကတသိမ့်ပေးလိုက်ရင်တော့တသိမ့်တန်တဲ့ပစ္စည်းရမှာပေါ့ဒါမျှတတယ်သူစီရရတဲ့ဟာလဲတသိမ့်တန်တဲ့ ကိုကပေးရတာလည်းပတ်စံတသိဖြစ်တယ်ဒါမျှတာပေါ့အဲ့ဒီလိုမျှရမှာကိုအခုမဟုတ်ဘူးကျွတ်တာနည်းနည်းပေးပြီးတော့အများကြီးရကျင်တယ်လို့ဆိုတာကြတော့မျှရလားဗျာမမျှပါဘူးအေးမမျှတာကြီးလောက်တာဟာလိုချင်တာဟာဒါကာမပဲဗျမမျှမတလိုချင်တာကာမပဲအဲအဲ့လိုကာမဖြစ်တဲ့အတွက်အဲ့ဒီကံကိုလောက်တာကိုကာမကုတုကံလို့ဒီလိုမျိုးလို့ပြောရတာနော်ဟုတ်ပြီအကုတုကံရဲ့အာယုံလည်းတိပြီမပေးဘဲနဲ့ရတဲ့ဟာ အာယုံပြုတာကအကုသိုလ်ကနည်းနည်းပေးပြီးများများရတဲ့ဟာကိုအာယုံပြုတာကကာမကုသိုလ်ကတလို့ဆိုရင်ယူပကုသိုလ်ကဘာကိုအာယုံပြုလဲဆိုရုပ်ပဲအာယုံပြုတယ်ယူပကုသိုလ်ကတော့ဘာကိုအာယုံပြုနေတယ်ရုပ်ပဲရုပ်ပဲအာယုံပြုနေတော့ရုပ်မှာချစ်စရာလည်းမရှိဘူးရုပ်မှာမုန်းစရာလည်းမရှိဘူးပထူအာဘောတေသောဝါရောအဆရှိတဲ့ပြရုပ်တွေပေါ့ဗျာသူ့ချစ်စရာလည်းမရှိဘူးမုန်းစရာလည်းမရှိဘူးကြောက်စရာလည်းမရှိဘူးမဲ့စရာလည်းမရှိဘူးသူ့ဘာမှမရှိဘူး ူကယုတ်ကယုတ်တိုင်းပဲတည်ရတယ်။ဟဲ့အဲ့ဒီလို့ဆိုတော့ယူပကုတုကံရဲ့အာယုံကယူပဘေကံပြေကံလုတ်တယ်ဆိုတော့အာယုံကတော့ပြုမှာပဲဗျာနော်။အဲယူပကုတုကံကဘယ်ဝအောင်ပြုတယ်လဲလို့ဆိုတော့ယုတ်ပဲအာပြုတယ်။အာယူပကုတုကံကြတော့ဘယ်ဝအောင်ပြုပါလို့ဆိုယုတ်မရှိတာကိုအာအောင်ပြုတယ်။သိကြတယ်နော်တရားဓမ္မနော်။ဟုတ်ပြီလို့ဆိုရင်အဲအရိယကုတုကံကဘယ်အာယုံပြုတော့လို့မေးတဲ့ခါကျတော့ဟောသူတို့ပြောစရာမရှိဘူး။ ဟုတ်ပြီနော်အရိယကုသကဘယ်ဟာမျိုးလို့ဆိုရင်တော့အရိယကုသကအဲ့ဒီကံတွေရဲ့မကောင်းဆိုးဝါးဖြစ်ပုံအာပြုဘယ်ဟာပြုတယ်လဲဗျာအဲ့ဒီကံတွေရဲ့မကောင်းဆိုးဝါးဖြစ်ပုံအာပြုအကုသကံကကောင်းရလားဗျာမကောင်းဘူးအဲ့ဒီအကုသကံရဲ့မကောင်းပုံကိုအာယုမကောင်းပုံကအာယုမဲ့နော်အကုသကံရဲ့မကောင်းတဲ့အဖြစ်ကအာယုဖြစ်သွားပြီကံကို အခုအရိယကံကအာဝိပါဟာအကုသကံမကောင်းပါလားဟောအကုသကံရမကောင်းတဲ့ဟာကအာယုအဲ့ဒီအာယုအာဝပြုတာအရိယကံတခါကာမကုသကံလည်းမကောင်းဘူးဟာဘယ်လိုမကောင်းတာပါလားနဲ့သူအာယုပြုပြီလို့ဆိုတဲ့ခါကျကာမကုသကံကအာယုအရိယကံကအာရမဏိကကုသအဲ့လိုယူပါကုသကံအာယုပါကုသကံနေရဲ့မကောင်းဆိုးအဖြစ်ပုံက အာယုမကောင်းဆိုးအယူပါကုသကံကဘယ်လိုဖြစ်လို့လဲဆို ယူပါကုသိုလ်ကလုပ်နေအကုန်လုံးသာထွက်လေုံလေးရှုပြီးဘာမှမသိနေဘူးလို့ဆိုလို့ရှိရင်ဘာစားကြမလဲနော်နောက်ဆုံးပြောခဲ့တဲ့အရာဆိုရင်ဒါကျွန်တော်အရိယာဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကဒါနက်နက်နေနေပြောရမှာမလို့ပြအဓိကတော့ဒါကံနေမလို့တော့တာမျိုးပေါ့နော် အဲ့တော့ကျွန်တော်တို့သိတာကဒါအကုသိုလ်ကံကိုမလုံးတော့ဘူးဆိုတာပဲသိတာကျန်တာကိုတော့မသိဘူးဒီကာမကုသိုလ်ကံတွေဒီယူပကံတွေအယူပကံတွေဒီຢာတွေကိုတော့ဒါကျွန်တော်တို့ကလုံကောင်းတယ်အဲလုံသိမ့်တယ်လို့ပဲမြင်ကြရပါတော့ဒါပေမဲ့ဒါအရိယာလမ်းစဉ်ရဆိုရင်အဲ့ဒီကံတွေမှန်သမျှကမလုံသိမ့်ဘူးမလုံရဘူးလုံလဲမလုံတော့တဲ့သူတယောက်ပါတော့